ကဲခုဆိုလို့ရှိရင်ကျော်တော်မတ်တူချေရဲ့အင်္ဂလန်အသင်းကတော့ ဒီကျောက်ခြေစစ်ပွဲအုပ်စုပွဲစဉ်မှာကျောက်ဒီလုံးဝဒါပေးကူတကူမှမရှိဘဲနဲ့ရာနှုန်းပြည့်နိုင်ပွဲနဲ့ဒါအင်္ဂလန်အသင်းကတော့ကမ္ဘာဖလားခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ပြီပဲဖြစ်ပါတယ်ကျောက်တော်မတ်တူချေရဲ့အင်္ဂလန်အသင်းကမ္ဘာဖလားမှာဘလို့ပုံစံမျိုးတွေလာမလဲအခုချိန်ထိတော့ပေးကူတကူမှမပေးရသေးပါဘူးအားကြောင့်မလို့ဒီနေ့မှာကျွန်တော်ကကမ္ဘာဖလားမှာတော်မတ်တူချေရဲ့အင်္ဂလန်အသင်းဘလောက်ထိကြုံမျှော်လင့်လို့ရမလဲဒီကြောင့်အနေနဲ့ပတ်သက်ပြီးတော့ပြောပြပြီးတော့မှာဖြစ်ပါတယ် ကျော်အင်္ဂလန်သင်းကကျော်ဒီယာဒီတော်မတူချေစပြီးတော့ကင်တွေတဲ့အချိန်ကစပြီးတော့တော်မတူချေကဒီဝေါ်ကတ်ချေစစ်ပွဲကျော်ပထမဆုံးပွဲစဉ်မှာဆိုလို့ရှင်အယ်ဘေးနီးယားနဲ့ကစားရတယ်အယ်ဘေးနီးယားနဲ့ပွဲစဉ်မှာဒါအင်္ဂလန်သင်းက2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဒုတိယမြောက်ပွဲစဉ်ကကျော်ဒါလာဗီယာနဲ့ဒါလာဗီယာနဲ့ကန်တဲ့ပွဲစဉ်မှာဆိုလို့ရှင်အင်္ဂလန်ကကျော်3-0နဲ့နိုင်တယ်ပြီးလို့ရှင်အန်ဒိုရာနဲ့ကန်တဲ့ပွဲစဉ်မှာအင်္ဂလန်1-0နိုင်တယ်ကျော်အင်္ဂလန်ကအန်ဒိုရာနဲ့ဒါဒုတိယကြော်တွေမှာဆိုလို့ရှင်လည်းနိုင်တယ်ဗျာရာနှုန်းပြေနိုင်ပွဲဆိုတဲ့အတိုင်းအနိုင်ရတယ်ပြီးလို့ရှင်ထူးခြားနာက အင်္ဂလန်အသင်းအင်္ဂလန်လိုအသင်းမျိုးကအခုချိန်ထိပေးကိုတကူးမှမပေးရသေးတာက တော်တော်လေးကိုထူးဆန်းတဲ့အချက်တစ်ချက်လို့ပြောရမယ်ဒါကြောနီးပြဆောက်ကိတ်လက်ထပ်မှာတော့အင်္ဂလန်နိုင်ပွဲတွေရတယ်ပုံမှန်ကျုပ်ဒီအခြေစစ်ပွဲတွေအောင်နေပုံမှန်တက်တယ်စီမီတက်တယ်ဖိုင်နယ်တက်တယ်ဆိုပေမဲ့ဒီလိုမျိုးဒီပေးကိုမပေးရတဲ့အနေအထားမျိုးမှာတော့မရှိသေးဘူးဒါမဲ့ ဒါခြေစစ်ပွဲလည်းဖြစ်တယ်ပြီးလို့ရှင်အင်္ဂလန်ရဲ့ဂရုကအမှန်တိုင်းပြောရမယ်ဆိုလို့ရှင်အားလုံးထဲမှာအချောင်ဆုံးဂရုလို့ပြောလို့ရတယ်ဒါတွေကြောင့်လည်းပါကောင်းပါလိမ့်မယ်ဒါတောင်အင်္ဂလန်အသင်းကသူဒီ international break တွေမှာဆိုလို့ရှင်ဒါအင်္ဂလန်ရဲ့ ကစားသမားတွေ injury ရနေတဲ့ကစားသမားတွေအများကြီးပဲအကောင်းဆုံးဆိုတဲ့ကစားသမားတွေကိုဒါအင်္ဂလန်က ခေါ်ထားတာမဟုတ်သေးဘူးဒါကြောင့် Thomas Tuchel International Break တွင်မှာ तू ဒီ तू ကြိလို့ तू ကြိုက်လို့မျက်စိကြတဲ့ကစားသမားတွေကိုခေါ်တယ်အင်္ဂလန်အသင်းမှာအဆင်ပြေမယ်ဆိုလို့ရှိရင်ကမ္ဘာဖလားမှာပါရွေးချယ်သွားလိမ့်မယ်ဒါဒီပုံစံတိုင်းမျိုး Thomas Tuchel ကအခုလက်ရှိမှာဒါသွားနေတာလို့ပြောလို့ရတယ်ဟုတ်ပြီကျွန်အင်္ဂလန်အသင်းကကျွန်ကမ္ဘာဖလားကြားလို့ရှိရင် ရောကျွန်ဘယ်လောက်ထိမျှော်လင့်လို့ရမလဲကျွန်တော်ကအင်္ဂလန်ဖန်အများနဲ့အင်္ဂလန်ကိုအားပေးတယ် ်ဘာလို့လဲဆိုတော့ကိုကြည့်နေတာပရီးမီးယားလိဂ်ကိုပဲအများဆုံးကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုတိတဲ့ကစားသမားတွေကိုကြိုက်တဲ့ကစားသမားတွေကအင်္ဂလန်အကြီးပဲဒါကတော့အမှန်တိုင်းပြောတာဘာလို့ဆိုတော့အင်္ဂလန်ကကျွန်တော်ကြိုက်တဲ့ကစားသမားတွေများသလိုနီးပြအတွက်ကလည်းအဲ့ဒါကတော်တော်လေးကိုတိုင်ပတ်စေတယ်ကျွန်တော်ဒီအခုလက်ရှိမှာဆိုလို့ရှိရင်ကျွန်တိုက်ဆက်ပိုင်းမှာဆိုတိုက်ဆက်ကတော့ဟာရီကိန်းပဲထားပါတော့ဒီဟာရီကိန်း2026ကမ္ဘာပလာကြောက်လို့ရှိရင်လည်းဟာရီကိန်းပဲဟာရီကိန်းကိုကြော်ပြီးတော့တခြားတစ်ယောက်ကိုတော့သွားမထားဘူးအဲ့ဒါတော့ကျင်းသေးတယ်ဒါပေမဲ့ဒီဘက် တောင်ပန်ဒီမှာကြုတ်ပြီးလို့ရှိရင်နမတန်ရိုးမှာကွင်းလယ်မှာနောက်တန်းမှာအများကြီးပဲအခုဒီယာဒီမှာမှထွက်လာတဲ့ကစားသမားတွေဆိုပိုတော့များသေးတယ်။အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့တောမတ်တူချေကအဲ့ဒါကိုသူ့အနေနဲ့တုံးတက်တယ်ဆိုလို့ရှိရင်တော့ဆေးဖြစ်မယ်မတုံးတက်ဘူးဆိုလို့ရှိရင်တော့ဘေးဖြစ်လိမ့်မယ်။ဒါတောမတ်တူချေအတွက်အဓိကအရေးကြီးဆုံးတစ်ချက်ပဲ။သူအနေနဲ့ဒီအင်္ဂလန်အသင်းမှာနာမည်ရကျင်တဲ့နောက်ထပ်ရေရှည်ဆက်သွားခြင်းလေဆိုလို့ရှိရင်ဒီ2026ကမ္ဘာဗလာကသူ့အတွက်အဆုံးဖြတ်ပဲ။ သူရဲ့ဆုံးဖြတ်ချက်တွေမှန်ကန်ရမယ်လူရွေးချယ်မှုမှန်ကန်ရမယ်ပြီးလို့ရှိရင်ကျောက်မှာတချို့ဆိုလို့ရှိရင်ပြောကြရပါတူချယ်ကကျောက်ချယ်စီအသင်းတို့ကင်တွယ်ခဲ့တယ်ဘိုင်ယန်တို့ကင်ခဲ့တယ်သူရဲ့ကစားသမားသူလက်အောက်မှာကစားဘူးခဲ့တဲ့ကစားသမားတွေကိုပဲကြိုက်တယ်လူဆွဲရှိတယ်လို့ပြောကြတယ်တချို့ဆိုလို့ရှိရင်ဒါလည်းအဲ့ဒါလည်းအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်အရာဒီလဲပါတယ်ကျောဥမာဆိုလို့ရှိရင်ဗျာကျောချယ်ဆီအသင်းကဆိုလို့ရှိရင်မှအနည်းဆက်ဆုံးပြောပြတာတူချယ်ကချယ်ဆီအသင်းကဆိုလို့ရှိရင်ကျော ခိုးပါမာတို့ကျော်မာတူဂီတို့ပြီးလို့ရှိရင်ကျော်ဒီ race jane တို့ဒီကစားသမားတွေကိုဒါအခုဆိုလို့ရှိရင်အရင်တော့ဆိုခိုးဝဲတို့ဘာလို့ပေါ့ဗျာဒါအဲ့ချိန်တုန်းကဒါခိုးဝဲတို့ကောင်းနေရင်ကျွန်တော်ဆိုလို့ရှိရင်ကိုဝဲတို့ကိုကစားရတယ်အဲ့လိုမျိုးတခြားကစားသမားတွေနဲ့ရှင်လိုက်တဲ့ခါကြားလို့ရှိရင်မပြော risk jane တို့ injury ကနေပြီးတော့ပြန်တက်တာလာတဲ့အချိန်ဒီမှာဆိုလို့ရှိရင်သူ့နေရာမှာနောက်ထပ်ဒီ risk jane နေရာမှာနောက်ထပ်ပိုကောင်းပြီးတော့အင်ကြန့်ခိုင်မှုပြေဝနေတဲ့ကစားသမားတွေရှိတယ် ဒါမဲ့တော်မတ်တူချိန်အနေနဲ့မသုံးခဲ့ဘူးအဲ့ဒါကလည်းဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ပဲသိလိမ့်မယ်ဒါ rich chain ကိုအဲ့ချိန်အဲ့လိုအချိန်နေမှာဆိုလို့ရှိရင်လည်း rich chain တို့ဘာလို့ ਨੇ ပွဲထွက်လာတယ်ပေါ့ဒါဒါကလည်းသူ့ရဲ့သူသူသူ့ရဲ့အတွေ့အထဲမှာဘလို့တွေးလဲမသိဘူးဒါဒီ ရစ်ဂျင်းကိုကျော်ကဘာဖလားကြလို့ရှိရင်တုံးကျင်တာဖြစ်တဲ့ကြောင့်မလို့သူကဒီရစ်ဂျင်းကိုအင်ဗန်တက်ပဲအင်ဗန်တက်ကိုတုံးကျင်လို့စမ်းပြီးပဲတုံးတာလားဒါမှမဟုတ်ဖူးဘတ်မှာပဲအဆင်ပြေအောင်လို့ကျော်တုံးတာလားဒါဒါသူစမ်းကျင်စမ်းကောင်းလဲစမ်းတာလဲဖြစ်နိုင်တယ်ဒါမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ပါကျော်ဒီအင်္ဂလန်မှာကလူကောင်းတွေကတော်တော်များများရှိတာဖြစ်တဲ့ကြောင့်မလို့တော်မတ်သူချေသာတကယ်ရည်ရှင်းရှိတဲ့နီးပြားတယောက်ဆိုလို့ရှိရင်အင်္ဂလန်အသင်းဒီ2026ကဘာဖလားမှာအောင်မြင်မှုတစ်ခုခု ဒါမဖြစ်မနေရယူပေးနိုင်လိမ့်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်နေသေးပဲပြီးခဲ့တဲ့နှစ်ကမ္ဘာဖလားတုန်းကလည်းကျွန်အင်္ဂလန်အသင်းကိုအများကြီးယုံကြည်မှုပေးခဲ့တယ်ဒီထက်ပိုကောင်းတဲ့လူစည်းရင်းတော်ရှိခဲ့တယ်ဗျာအဲ့ချိန်တော့ဆို ဖိုဒန်တို့ဘာတို့ဒါဂိုဒန်ဘွိုင်းတွေဂိုဒန်ဘွိုင်းတွေကြီးပဲရှိတဲ့အချိန်အဲ့ချိန်တော့စာကာဖိုဒန်ဘယ်လင်ဂန် တကယ်ကောင်းပါတယ်ဆိုတော့အကောင်းဆုံးဆိုတဲ့ကစားသမားတွေကြီးပဲအဲ2022ကမ္ဘာဖလားမှာလုံးဝဆိုလို့ရှိရင်အင်္ဂလန်အသင်းရဲ့လူချင်းကလည်းတော်တော်လေးကိုကြောက်စရာကြီးအဲ့လိုမျိုးအနေထားမှာတော့ကျော်ဆောက်ဂိတ်အနေနဲ့ဒါအင်္ဂလန်အသင်းအတွက်အောင်မြင်မှုတစ်ခုခုရရှိအောင်မလုပ်ပေးနိုင်ခဲ့ဘူးဒီရာဒီတူချဲလက်ထက်မှာကောအခုလက်ရှိ ပုံစံကောင်းရနေတဲ့အင်္ဂလန်အသင်းကမ္ဘာဖလားတကယ်တကယ်ပြိုင်ပွဲကြလို့ရှိရင်ရောဒီပုံစံတိုင်းကိုဆက်ပြီးတော့မြင်တွေ့နိုင်ရအောင်မလား ပရိသတ်ကြီးရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အဆုံးနဲ့ဝင်ရောက်ရှုပ်ကြရတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုထူးပဲကြေုပ်တင်ရှိပါရယ်အာကစားသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရရော MM Media ရဲ့ Facebook YouTube TikTok တို့ကို like subscribe လုပ်ပြီးတော့ဆောင်ကြည့်နိုင်ပါတယ်ဘောလုံးမဲတိုင်းလိုက်ကြည့်ရှုချင်တဲ့ပရိသတ်များအနေနဲ့လည်း www.mmmedia.stream မှာအခမဲ့တိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ရစင်တင်ဆက်သူကိုစဲပါ Thank you.